မင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်တို့ရဲ့ဇလန်းတစ် channel လေးကနေပရာလောကနဲ့ဂမ်ဘီယာဇလန်းကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးတော့မှာပေါ့ channel လေးကို like and subscribe လောက်ဝသေးသူများလောက်ထားပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာနောင်ယိုးစေးတက်ရေးသားထားတဲ့အယူသူတော်နဲ့ဘိုးကျော်နဲ့ဘာစော်ဆိုတဲ့စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းလေးကိုပြောပြတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ နားဆင်ခံစားပေးကြပါအောင်ခင်ဗျာကိုင်းကြီးရွာနဲ့အနီးတဝိုက်မှာဘိုးကျော်နဲ့ဘားတော်ဆိုရင်မတိတူမရှိကြဘူးသူတို့နှစ်ယောက်က2မိနစ်ကြီး2မိနစ်ငယ်အမွှာညီအကိုတွေအသက်ကတော့25ကျော်ကျော်လောက် အမွှာဖြစ်တဲ့အတွက်သူတို့ရုပ်အသွင်ကတယောက်နဲ့တယောက်ခက်ဆင်ဆင်သို့ပါတော့လဲဇရိုက်ကတော့တတိတခြားစီအကြီးဖြစ်တဲ့ဘိုးကျော်ကအရက်ကိုမနက်ကနေညအထိတောက်တဲ့သူ ဘာဇော်ကတော့ဖဲသမားနေရှိသရွေရွာတကာလှဲ့ပြီးဖဲရိုက်နေတတ်တယ်ပြီးတော့တခြားအမွာတွေနဲ့မတူသူတို့မှာတပုံဆန်းတာကညီကိုချင်းမျက်နှချင်းဆိုင်လို့မရဘူးမျက်နှချင်းဆိုင်တာနဲ့ဘူးနဲ့ပေါက်စကားတွေစပြောကြပြီးရန်ထတကြတော့တာရဲ့ဒီလိုဖြစ်ရတာကလည်းသူတို့ရဲ့နှစ်ဖက်အဖိုးဖွားတွေရဲ့စနက်တွေကြောင့်ရဲ့လို့ပြောရမယ်ဘိုးကျော်ဘာဇော်တို့အဖေအမေဦးကျော်ရေးနဲ့ဒေါ်ထွေးမီတို့ညားကလေးကသူတို့အတိုင်းဝိုင်းတွေဟာ တစ်ဖက်နဲ့တစ်ဖက်မတည့်ကြတော့ဘူးရဲ့ပြီးတော့အတိုင်းဝိုင်းတွေဟာ ဥကြော့အေးတို့ညားကြတာကနေစတင်ပြီးနောက်ပိုင်းမှာမခံကျင်စိတ်တွေပြင်းပြလာကြပြီးဘာကိစ္စဖြစ်ဖြစ်အပြိုင်အဆိုင်တွေကိုပြင်းပြင်းထန်ထန်လှုပ်လာကြတယ်ဒီတော့မြေအမွှာရချိန်မှာဥကြော့အေးဘက်ကအတိုင်းဝိုင်းကအကြီးကောင်ဘိုးကျော်ကိုခေါ်ပြီးအလိုလိုက်လို့သူတို့အကြိုက်ကိုရိုက်သွင်းထားတယ်ဘားစော်ကိုကြဒေါ်ထွေးမီတို့အတိုင်းဝိုင်းကခေါ်ပြီးပုံကြစရိုက်သွင်းထားတယ် ဒီလိုတွေကြောင့်ပဲဘိုးကျော်နဲ့ဘားစော်တို့ညီအကိုဟာငယ်ကတည်းကပြိုင်ဆိုင်စိတ်တွေရှိခဲ့ကြရပြီးအရွယ်ရောက်လာချိန်မှာတော့အချင်းချင်းမျက်နှာချင်းဆိုင်လို့မရတော့အောင်ဖြစ်ခဲ့တော့တာရဲ့မိဘတွေစကားဆိုတာဟာသူတို့အတွက်အောင်ရအောင်ချောင်းမရှိတတ်ကြတော့ဘူးပေါ့ဘိုးကျော်နဲ့ပူလုံးတို့ရွာထိပ်ကတာပေါင်းအရက်ဆိုင်မှာအရက်တောက်နေကြတယ်။အေးပူလုံး။ဟင်ဘိုးကျော်ရဲ့အခေါ်ပူလုံးရဲ့အထူးအကြီးတောင်းအိမ်မှာ ရောက်နေတဲ့မင်းကလေးအကြောင်းမင်းသိသလားအေးနည်းနည်းတော့သိမိတယ်ဘာဖြစ်လို့လဲအေးကွာငါသိချင်ပြီလို့ဘိုးကျော့စကားကြောင့်ဦးလုံးကတောက်ခဏီဆက်ဆက်အရက်ခွက်ကိုပြန်ချလိုက်ပြီးအလွန်အမင်းအုံတနေတဲ့မျက်နှာသားနဲ့ဟဲ့ကောင်ဘိုးကျော့အေးမင်းနေကောကောင်းရဲ့လားဘာဖြစ်လို့လဲကွာဘာဖြစ်ရမှာလဲမင်းတတနိုင်တကူအရက်ကလွဲပြီးတခြားစိတ်ဝင်စားတတ်တဲ့ကောင်ကအခုမိမကိစ္စမေးနေလို့ ပူလောင်းစကားကြောင့်ဘိုးကျော်ပြုံးသွားတယ်။အေးငါလဲထူးဆန်းနေလို့ကွာ။ထူးဆန်းမနေနဲ့မောင်ဒီမိန်ကလေးရဲ့အကြောင်းငါသိတဲ့လောက်ကတော့ကောင်းရထက်ဆိုးရကများတယ်ဟ။ဟေးဘလို့များတော့ဘလို့ရမတော့ငါကြားမိတာမှာဒီကောင်မလေးကဝမ်းတွင်ဆုံးဆိုပဲအကြီးတောင်းစီကိုရောက်လာတာမှာသူ့ရွာကမောင်းထုတ်လိုက်လို့တယ်ကွာ။ဟာဟုတ်ပါမလားကွာ။ဟုတ်တာမဟုတ်တာတော့ငါလည်းမသိဘူးကွာဒါပေမဲ့ဒါကလူတိုင်းပြောနေတာကွာ ။သူ့နမီကတော့အေးမူလို့ငါသိထားတယ်။ဟောနမီလေးကအေးမူတယ်လား။ဘိုးကျော်ကနမီကိုပီတိတွေအပြင်းနဲ့ရေရွံ့ရင်ပြောင်းလိုက်တယ်။ဟာဟေ့ဘိုးကျော်။ဟေးငါဒီလောက်ပြောပြနေတာကိုဟွန်းမင်းကတော့ကွာမဟုတ်မဟုတ်တွေဖြစ်တော့မှာပဲပူလောင်ကစိုးရင်တကောပြောတယ်သို့ပါတော့လေဘိုးကျော်ကတော့ဓာကိုမမှုအေးမှုအကြောင်းတွေးရင်ဆုံခဲရတဲ့ရေစိတ်ကအဖြစ်အပျက်ကလေးကိုပြန်တွေးနေတယ် မနေ့ညကဘိုးကျော်တယောက်နွားတွေရေးချရင်ရေစိတ်မှာရှိနေတယ်အဲ့ဒီအချိန်မှာအေးမှုဟာရွာက အပြိုတစ်တိုင်းနဲ့ရေခတ်ဆင်းလာရင်ချော်လဲမလို့ဖြစ်ချိန်ဘိုးကျော်ကလှမ်းဆွဲထိမ့်ပေးလိုက်ရတာဒါကိုအဲ့ဒီအချိန်ကဆလို့အခုထိကိုဘိုးကျော်ဒီအကြောင်းကို အခါခါပြန်တွေးနေမိတယ်ဘာပဲဖြစ်ဖြစ်ကွာငါတော့အေးမှုကိုချစ်မိသွားခဲ့ပြီဘိုးကျော်ကတကယ်ကိုခံစားချက်အပြည့်နဲ့ရေရွတ်လိုက်တယ်ဘူးလုံးကတော့ဘိုးကျော်ကိုပြောမရနိုင်တော့ဘူးဆိုတာသိလို့ မတက်တာတဲ့ဟန်နဲ့ပဲကြည်နေမိတော့တာပေါ့။အာဒီတခါလဲသွားပြန်ပြီကွာ။ဖဲဝိုင်းတဲကအားမလို့အားမရပောက်ကွဲတံတွေလူစေရောက်လာတာရှိတဲ့ကြိတ်ဝိုင်းလေးထဲမှာဘားစော်ရဲ့မျက်နှာကတော့မိုရတဲ့မျက်နှာလိုပြုံးဖြည်းဖြည်းကြီးနေတော်ပြီကွာ။ဒီနေ့ဖဲကညံ့နေတယ်။အမျိုးမျိုးဖုံဖုံညီးတွားတံတွေနဲ့တနေကုန်ရိုက်နေခဲ့တဲ့တိတ်တိတ်ပုံဖဲဝိုင်းလေးကဖြတ်သိမ်းခဲကြပါပြီ။ငွေတို့ရော့မင်းအတွက် ဘားဇော်ကသူနဲ့အမြဲလိုက်နေကြငွေတိုးဆိုတဲ့ကောင်လေးကိုငွေတစ်ထပ်ပေးလိုက်တယ်ဒီကောင်လေးကနမ်မီကိုကလက်ပွင့်စေတယ်ဆိုတာဘားဇော်ယုံကြည်နေပါရဲ့ဒီကောင်လေးပါလာရင်သူ့အတွက်ဖဲကန်တက်စေတယ်အခုလည်းငွေတိုးကိုလမ်းမှာတွေးလို့မုတ်ဖိုးပေးမယ်ဆိုပြီးခေါ်လာခဲ့တာကနေသူ့အတွက်ဖဲဝိုင်းတဝိုင်းလုံးအပြတ်သိမ်းနိုင်ခဲ့တယ်လေနှစ်ယောက်သားအပျော်တွေနဲ့ပြန်ခဲကြတယ်ကိုင်းကြီးရွာထိပ်စီကိုရောက်လေတော့ရွာတွေကထွက်လာတဲ့နွားလေးတစ်စီးကိုတွေးကြရတယ်လဲကအနားကိုရောက်လာတော့ အေးကိုကြီးအောင်ဘယ်ကိုတော့ဗျအကြီးတောင်းတို့ကွင်းကိုတလင်းသွားလောက်ကြောက်မလို့ကွာဩဟုတ်လားသွားပြောသွားအပျော်တွေဝေစီနေတဲ့ဘာသောနွားလဲမောင်းနေတဲ့အုံမောင်ကိုနှုတ်ဆက်ပြီးလဲအနောက်ကိုကြီးလိုက်တယ်ဟာလဲအနောက်ဖြာမှာထိုင်နေသူမိန်းကလေးကြောင့်ဘာသောပါဇက်အဟောင်းသားပဲကိုကြီးဖါသောဟေးကိုကြီးဖါသောအေးဟေးဟေးလဲကအဝေးကြီးရောက်သွားပြီဘာတွေငေးနေတာလဲဗျအေး ချစ်စရာလေးกว่าဘာသောရဲ့စကားကလိုရင်းမရောက်ငွေတိုးကအာကိုကြီးကလည်းဘာတွေပြောနေတာလဲလဲဘော်ကကောင်းပါလေးလေးกว่าတော်တော်လှတာနော်အာကိုကြီးအဲ့ဒါအကြီးတောင်းရဲ့တူမဗျမအေးမူတဲ့သုံးပညာတက်တယ်လို့သိရတယ်ဟေးသုံးပညာဟုတ်လားอืมတုတ်တော်အဲ့ဒါလို့ကြားမိတာပဲဗျโอ้ตุ๊ฝ oh, ่าตาซ้องซ้องกว่าง่าတော့ตบอจ่าเด้บ้าซอสกากะเป็ดต้าล้นเด้ดีกะนี่ซะลุ ဘားကျော်နဲ့ဘားစော်တို့ညီအကိုဟာမတည့်ရင်ဆွဲကနေအခြေလူဘတ်တွေဖြစ်လာရတော့တာပေါ့ဦးကျော်ရဲ့အိမ်ဝိုင်းထဲကိုဝင်းမိတာနဲ့မလာစဘူးအလာထူးတဲ့သားတော်မောင်နှစ်ယောက်ရောက်နေတာကို မြင်မိရတယ်တယောက်ကလှေကားရင်းမှာထိုင်းနေပြီးတယောက်ကအိမ်အောက်စီမှာနှစ်ယောက်စလုံးတယောက်ကတယောက်ကိုမကြည့်သလိုခတ်ထစ်ထေကြည့်ရင်ရှိနေကြတယ်ဟာဒီနှစ်ကောင်ဘယ်ကဘလို့ရောက်ပြီးညီကိုချင်းရန်ဆောင်နေကြပြန်တာတော့ဟာဦးကျော်အေကနွားတွေကိုဖြုံရင်းမေးတယ် ။တရားမှပြန်မဖြေကြဘူး။တော့တာနှစ်ကောင်မိမကိစ္စရန်ဆောင်နေကြတာတော်ရဲ့လူကြားလို့မှမကောင်း။ဟာထမင်းအိုငှဲ့နေတဲ့ဒေါ်ထွေးတင်ကဝင်ပြောလာတယ်။ဒါနှစ်ယောက်နဲ့ပတ်သက်ပြီးအခုလို့တခါမှမကြားခဲ့ဘူးတော့ဥကြော်ရေးတန်းတော်ဖြစ်မိရတယ်။လုံဆန်းပါအောင်ဟာဘယ်ကမိန်ကလေးလဲ။မတောင်းတူမှရောက်နေတာတော်ရဲ့။အဲ့ဒီကလေးမှတဲ့။ဟာအိုးအေးမှုဆိုတဲ့ကလေးမှမှလား။ဟုတ်ပါတော့ဟုတ်ပါ။အင်း ီကောင်တွေနဲ့တော့ခတ်ပြီးအဲ့ဒီမိန်ကလေးကရွာထဲမှာဆုံးလို့လို့ဘာလို့လို့ကြားနေတာအကွာဟိုအဖေကလေသူ့ဖသာဆုံးမကလို့ဘာဖြစ်ဖြစ်ကျုပ်ကတော့သူ့ကိုသဘောကျတယ်ဘာသောကထပြီးပြောတယ်အဖေကျုပ်လဲအေးမှုဘာပဲဖြစ်နေနေဖြစ်တယ်အဖေရအဲ့ကောင်ရက်သမားမင်းပါးစပ်ကအေးမှုနဲ့မီမထွက်နဲ့ထွက်တော့ဘာဖြစ်လဲမင်းသားရွာစဉ်လှည့်ဖဲရိုက်နေရင်မိမပွေနေတဲ့ကောင်မင်းသားအေးမှုနဲ့မီမထွက်နဲ့ဟဲ့ကောင်ဘာသောကတလှဲဘိုးကျော်ကတလှဲ နှစ်ယောက်သာကြက်ကောင်းစိတ်မခံတဲ့ကောင်တွေတော်ကြပါတော့နှစ်ယောက်စလုံးထူးမယ်ထောင်းမယ်ဖြစ်နေရကအဖေဖြစ်သူဝင်းအောင်မှပဲညီအကိုနှစ်ယောက်ကိုချိန်တက်ကြတယ်တို့ပါတော့လေစကားဆံတွေကတော့မဆဲသေးအဖေသာအရင်လောက်တာညီဖြစ်သူကိုဦးစားမပေးပဲနွားဆက်လာခင်းတာအဲကောင်မင်းကောင်ကငါ့ကိုအကိုဆိုပြီးတော့အလေးထားတာမျိုးရှိလို့လားဩကွာဒီမအေးဘေးနှစ်ယောက်ကတော့ဦးကျော်အေးနားမခံနိုင်တော့လဲစီကတဘိုးချင်းကိုပြေးဆွဲပြီး ဘားကြော်ဘားစော်တို့ကိုရိုက်မယ်လုံးမှနှစ်ယောက်စလုံးထပြေးကြားတော့တာပေါ့တကယ်ကောင်းလေကွာလူချင်းသာမတည့်တာ အကြိုက်ချင်းချာတူတတ်ပါဦးဝဲကြော်ညီးတွားလိုက်တယ်ဒေါ်ထွေးမီကတော့တားဖ၃ယောက်ကိုကြည့်ပြီးတပြင်းတွင်တွင်ချလို့ဘားကြော်နဲ့ဘားစော်တို့ရဲ့အေးမှုအပေါ်ချစ်ခင်မှုတို့ကအချိန်တိုအတွဲမှာ အတော့ကိုအချိန်အနည်းဆူဆူရွရွဖြစ်လာတယ်ညနေဘက်အေးမှုရေခတ်ဆင်းငိမ်ဆိုညီအကိုနှစ်ယောက်ရေစိတ်စီကိုကြိုးရောင်းနှစ်ပြီးတယောက်ကတောင်ဘက် တယောက်ကမြောက်ဖက်ကနေစောင့်နေတတ်တယ်တို့ပါတော့လဲထူးတာကအေးမှုကိုတယောက်မှစကားတော့လိုက်မပြောချဘူးအလားအပြန်ကိုငေးကြည့်နေချုံပဲဒီလိုနဲ့တရက်မှာတော့ဘိုးကျော်ကဘာဆိုပါအသေးတွေ꿰ရတဲ့နေ့ဖြစ်ခဲ့တယ်ရေစိတ်စီမှာအေးမှုစီကိုလာတွေ့တဲ့လူတယောက်အေးမှုကအဲ့ဒီသူကိုတွေ့တော့အတော်ကိုဝမ်းသာနေရှာတဲ့ပုံနဲ့သူတို့ချင်းလက်ချင်းချိတ်ရဲသွန်းသွေးပြီးကြည်နူးနေကြတာကိုဘိုးကျော်တို့ညီအကိုကကြည့်ပြီး ရင်ထဲမချိအောင်နာကျင်နေကြရတယ်။ဘိုးကျော်ကအင်ကိုပြန်ခဲ့တယ်။စိတ်ကလေးနေတာမို့အိပ်ရတဲ့လှဲခွေရင်ပေါ့။သို့ပါတော့လဲညအမောင်ဒုသဲလာချိန်မှာတော့ဘိုးကျော်ရဲ့အသွေးသားတွေကအရက်ကိုစားလောင်လာတယ်။အဲ့ဒီအတွက်ကြောင့်တာပေါင်းရက်ဆိုင်စီကိုဘိုးကျော်အရက်တောက်ဖို့ထွက်လာခဲတော့တာပေါ့။ကျုပ်တကယ်မခံစားနိုင်ဘူးဗျာ။အေးမူရေအေးမူ။ဆိုင်ရှိကိုရက်ရက်ချင်းအထဲကအတန်ကြောင့်ဘိုးကျော်ခြေလန်းတွေရက်သွားခဲ့တယ်။ ငါတကယ်အေးမှုကိုချစ်တာကွာအခုရောက်လာတဲ့သူနဲ့သူကအခုလိုကြီးနေနေတော့ငါတေလောက်အောင်ခံစားနေရတယ်ကွာဘားကျော်ရဲ့အားလေးရှာလေးအတော့ကိုမူးနေတဲ့အတန်ကထွက်ပေါ်လာပြန်တယ်ဘိုးကျော်ရဲ့တောက်ဖော်ပူလုံးကဘားကျော်နဘေးမှာတောက်ဖက်အဖြစ်ရှိနေတယ်ဘားကျော်ရာမင်းကိုတုန်းကလည်းငါတားဘူးတယ်ကွာမင်းတို့ညီကိုကလည်းဖြစ်မှာဖြစ်တယ်လေကွာမိန်းမတယောက်ကိုအတူဆွဲလမ်းမိကြပြီး အတူတူအသေးကွဲချရတယ်လို့အခုဘိုးကျော်လည်း ရောက်မလာဘူးဆိုတော့သိကြတယ်ဒီကောင်လဲမင်းလိုပဲနေမှာအင်းကွာငါလဲအစကအကူငါ့ကိုမကျင်တတ်လို့အေးမှုကိုတမင်တကာဝင်းနှောက်ထားလို့ထင်မိတာသူတကယ်ချင်မှမသိခဲ့ဘူးပူလုံးညာမင်းပြောသလိုပဲငါတို့ညီအကိုအဖြစ်ကတူလိုက်တာငါအကိုကိုတော့ကိုချင်းစာမိလာရသလိုပဲကွာညီရင်ဖြစ်သူဘားတော်စီကစကားကြားမိတဲ့ဘိုးကျော်မှာတော့ဘားတော်စီကငါအကိုဆိုတဲ့အတုံးနှောင်းအတွက်စက်သိန်းအောင်ဖြန့်ဖြန့်ထားမိရတယ်ပေါ့ ဘိုးကျော်အရက်တောက်ချင်စိမ့်မရှိတော့ဘူးဘွားစော်ရဲ့ငိုတန်ကဆိုင်ထဲကထွက်လာနေတယ်ဘိုးကျော်စိတ်ကိုဆုံးဖြတ်ပြီးနေရာကနေလှည့်ထွက်လိုက်တယ်ဟာဘိုးကျော်မတောက်တော့ဘူးလားကွာအပြင်ကနေပြန်လာတဲ့တာပေါင်းနဲ့ဆုံးပြီးမေးလာတော့ဘိုးကျော်ကတိတ်တိတ်နေဖို့အရေးပြတယ်ပြီးတော့ဘာမှမပြောပါပဲနေရာကနေထွက်သွားတော့တာရဲ့နောက်တနေ့မနက်တန်ခါတွေနေစွန်းစားချိန်ရေစိမ့်မှအလောင်းတွေးလို့ပြော ရွာတွေကအော်လိုက်တဲ့အတန်ကကိုင်းကြီးတရွာလုံးကိုရုတ်ရုတ်တဲတဲဖြစ်သွားစေတယ်။ဖြစ်ပုံကဒီမနဲ့ရေစိမ့်နေပြီးကိုင်းတော်ထဲမှာလူတယောက်တည်နေတာကိုတွေးကြရတာရဲ့။ရေစိမ့်စီမှာလူတွေအုပ်ကြက်ကြက်ဖြစ်သွားတယ်။တည်သူကတော့ကိုင်းတော်ထဲမှာမောက်ခုံကြီးဇွဲလှန်လိုက်တော့တည်သူက မနေညက်နေတုန်းကအေးမှုနဲ့စကားပြောနေတဲ့သူရဲ့ရုတ်တရက်လူအုပ်ထဲကတိုးထွက်လာတဲ့အေးမှုအလောင်းကြီးကိုဖတ်လို့အေးမှုငိုတယ်။ဟဲ့အေးမှုအဲ့ဒါကဘာသူတော့ အကြီးတောင်းကသူ့တူမှသူနားမလဲနိုင်တာမို့မေးလိုက်တာသူကကျမယောက်ျားပါအကြီးရဲ့သူ့အလုပ်တစ်ခုကိုထွက်သွားချင်းသူ့မိသားစုနဲ့ကျမပြဿနာဖြစ်ပြီးကျုပ်အကြီးစီကိုရောက်လာခဲ့တာပါအခုတော့အကြီးတောင်းပါမကအားလုံးအားအသင်းချရရတယ်ကိုလှဖေရဲ့တော်ပြန်လာပြီးကျုပ်တို့မိသားစုနဲ့မနေပဲတော့လောက်အားခါတွေနဲ့တအိုးတဲ့အိမ်ထူထောင်မယ်ဆိုညတော်ကအကြီးအိမ်ကိုခေါ်တော့မလိုက်ရဲလို့မလိုက်ပြရစေနဲ့ပြောတာ အခုတော့အေးမှုတယောက်တဲတဲထဏံကိုငိုကြွေးပါတယ်ခုလာပြီတော့ကိုဘသူတတ်တာလဲတော့ကိုဘသူတတ်တာလဲတော့ကိုတတ်တဲ့သူကိုလေခွေးလို့ဥပြီးခွေးလို့သေစေရမယ်တော့အေးမှုရဲ့ကြုံဝါစကားဒီစကားကိုကြားမိသူတွေထဲအလေးအနက်ထားကြသူတွေရှိတယ်လို့အလေးအနက်မထားကြသူတွေလည်းရှိကြပါရဲ့ตาบองအရက်ဆိုင်စီမှာဘိုးကျော်ဟေးအေးမှုယောက်ျားအသက်ခံရတဲ့ကိစ္စမင်းသိသလား ေးသိတယ်လေဘာဖြစ်လို့လဲဘိုးကျော်ကအရက်ခတ်ရွတ်နဲ့အရေးမကြီးသလိုမေးလိုက်တယ်အသက်ခံရတာကွတက်တဲ့သူကိုငါတော့နားမလဲဖြစ်မိတယ်ဘာလို့လဲကွမနေ့တနေ့ကမှရွာကိုရောက်လာတဲ့သူကိုဘာကြောင့်တတ်ထားလဲလို့အကြောင်းရှိလို့ပေါ့ကွာဘိုးကျော်ကလွယ်လင်းတကူပဲပြောလိုက်တယ်ဘိုးကျော်ရဲ့ဘလို့များပြောလိုက်တာလဲလူတယောက်ကိုတတ်ဖို့ရကွာဒီလောက်တောင်လွယ်ကူနေရသလားငါမသိလို့ပါအဲကောင်ဖူလုံး တကယ်တော့လူတက်တယ်ဆိုတာလွဲတယ်ကွာအချက်နှစ်ချက်ထဲနေတယ်လူတက်လို့ရတယ်ဘလို့ဒီလိုကွာပထမတစ်ချက်ကသူ့ကိုတက်ရမယ်အကြောင်းပြချက်ခိုင်လုံဖို့နောက်တစ်ချက်ကတော့မင်းမဟုတ်ဘူးငါဘော့ကွာငါကသူ့ကိုတက်နိုင်ဖို့ပဲလိုတယ်ပူလုံးဘားကြော်ကိုဆူဆူရဲရဲကြီးလိုက်မိတယ်ဘားကြော်ဟေးဒီလူကိုမင်းများတက်မိတော့သလားဟာပူလုံးဘားကြော်စကားကိုချက်ချင်းမဆက် ပူလုံးကိုဆူဆူရဲရဲကြည့်ပြီးပါမှအင်းကွာငါတက်တယ်ပဲထားပါတော့ဘိုးကျော်ပြောပြီးတော့လက်ကြံခွက်ကိုမော့ပြီးအရဝိုင်းစီကနေ ထွက်သွားဖို့ပြင်တယ်ဟာပြန်တော့မလို့လားအေးကွာဘိုးကျော်ကဒါပဲပြောတယ်ပြီးတော့ဆိုင်ထဲကနေထွက်သွားထော့တာပေါ့သုံးရက်ခန့်အကြာဘိုးကျော်တယောက်ခွေးလို့ဦးနေလို့တယ်တော့တိုင်းကြီးရွာကလူတွေကြားကတဲ့င်းတခုဘိုးကျော်တယောက်ရဲ့လေအေးမှုကြုံသွားခဲ့တော့ကလိုမျိုး သူ့အိမ်စီမှာခွေးတကောင်လိုလေးဘက်ထောက်ပြီးဥတန်ပြုတ်နေတယ်တဲ့ဒီအကြောင်းကြောင့်ပဲဘိုးကျော်ရဲ့အနားမှာအဖွားဖြစ်သူဒေါအောင်တင်နဲ့မိဘနှစ်ပါးဖြစ်တဲ့ဥကျော်အေးဒေါထွေးတင်တို့ပါရရမအေးရအောင် ဖြစ်နေကြရတယ်ဘာကြောင့်လဲမနေတာဦးလေသွေးသားဆိုတော့ပူပန်ဆိုင်နဲ့ရောက်လာရတာပေါ့ကိုကျော်အေးရဲ့တော့တာကိုတော်ကြည့်ပါအောင်တော်မကဲတင်နိုင်တော့ဘူးလားဒေါ်ထွေးတင်ငိုလေတော့တယ်ဦးကျော်အေးကတော့ဘာတတ်နိုင်ပါလဲ ရင်ထဲမှာမကြည့်ပေမဲ့သူလဲစွမ်းနိုင်တဲ့လောက်နှီးကြရမှာဆရာဆိုတာတွေကိုရှာဖွေခဲ့ပြီးပြီလောက်လောက်လာလာ ကုသပေးနိုင်သူ မရှိခဲ့ဘူးကြာတော့ဘာသောကမိခင်ဖြစ်သူမျက်ရည်နဲ့မျက်ခွတ်ဖြစ်နေတာကိုကြည့်ပြီးမခံစားတာတော့ဘူးအမေကျုပ်အကိုအတွက်ဆရာရှာပေးမယ်ဗျာဘာသောကရွာချေလဲတယ်လေဒီတော့သူခရီးအတိုင်းနှီးစက်ရရွာတွေကနေမရရှိတဲ့ကုသမဲ့ဆရာဖြစ်သူကို ရှာဖို့ဖွက်ခဲထောတာပေါ့ဇီးပင်သာဆိုတဲ့ရွာကို ဘားစော်ရောက်ရှိလာတယ်။ရောက်ရောက်ချင်းခရီးကဝေးတာကြောင့်မော်ပန်လှတာမို့ရွာတဲကိုမဝင်နိုင်သေး။ရွာအပြင်ကတိရိပ်ကောင်းကောင်းနဲ့ဇရက်ကလေးစီကိုအရင်ဝင်းမိခဲ့တယ်။မိညိုနင်ကအပေါ်ကိုတက်မိဖြူနင်ကအောက်ကိုဆင်းမိဝါဟုတ်တယ်နင်ကအဲ့ဒီလိုလေးဟင်ဇရက်ထဲကိုဝင်ဝင်ချင်းအထဲစီမှာရှိနေတဲ့ထူးထူးဆန်းဆန်းလူတယောက်ကြောင့်ဘားစော်အာအာတင့်သွားရတယ်။ထူးဆန်းတဲ့လူဆိုတာကသဖင်ဆုပ်ွား အဝိစာပေးရဆုပ်ပြတ်နေပြီးယောဂီအောင်လွယ်အိတ်ဆုပ်ကြီးကိုလွယ်ထားတဲ့သူထိုင်နေတဲ့သူရဲ့အရှိမတော့တေးရွက်ကလေး၃ရွက်ကလေးစီမဝဲပြန်ရင်လှဲ့ပတ်လို့ရလူထူးဆန်းကတော့ဘာစော်ကြည့်နေတာကို မသိသူ့အာယုံနဲ့သူတေးရွက်ကလေးတွေကိုစေပါဆော်ကစားလို့ရအတန်ကြာဆော်ကစားပြီးချိန်မှာတော့ကဲကဲတေးရွက်ပြန်လေးတွေရနေတော့လဲမောငါသူတော်လေးလဲမောပြီနားချဆိုလူထူးဆန်းကပြောပြောဆဆိုသူ့လွယ်အကြီးကိုဖွင့်ဟလိုက်တယ် သေးရွက်ပြန်ကလေးတွေကအိတ်သေးစီကိုတိုးဝင်ရောက်သွားလေတော့တယ်လူထူးဆန်းကဒီအခါမှာဘားစော်ကိုရုတ်တရက်မြင်ပြီးဟဲ့အမလီဗုဒ္ဓဖေဟာဖိုးတကြကြောကလက်လက်ရင်ကလက်လက်ငါသူတော်လေးလမ်းလိုက်တာနော်လူထူးဆန်းကကြောတွေရင်တွေဖိပြီးရေရွတ်တယ်ဘားစော်ကဒီအခါမှာလူထူးဆန်းဟာအယူတယောက်ဖြစ်ကြောင်းရိပ်မိလိုက်ပြီးခခမ ्या ကဘားစော်ကပြောတဲ့မပြောတဲ့စကားရက်ပြီးချင့်ချိန်လိုက်တယ်ဒီအခါမှာအယူက ငါသူတော့နှစ်သားလေးပေါ့ကွယ်အဲအဲမမဟုတ်ဘာသောစကားကဘာပြောရမယ်မသိဘူးကဲကဲမောင်လူသားနင်းလေးကိုကြည့်ရတာတခုခုတော့တခုခုပဲမှန်အယူကပြပြဆက်ဆိုပဲဘာသောကိုအနီးကပ်လို့ခြေစုံကောင်းဆုံးကြည်လာတယ်ပြီးတော့อืมငါသူတော်လေးထင်တော့ထင်တာပဲနင်းကိုကြည့်ရတာမူးမမှန်ပါဘူးလို့လက်စတတ်တော့လောကီအပူလူမခိုကတ်မီးပြမီးလက် တောက်လောင်နေသူပါလားငါသူတော်လေးမှန်းရင်လွဲခဲ့ပါတယ်ဟဲ့မောင်လူသားနေရဲ့သားချင်းတယောက်ထူးထူးဆန်းဆန်းဒုက္ခမျိုးကြုံနေရတယ်မှလားဘာသောမျိုးလုံးပြူးသွားရတယ်အယူကသူ့အပူကိုအတက်ကြီးတိနေတယ်လေခမားကအေးမဟုတ်ဘူးဆရာကပယောကဆရာလားဟဲ့ဘဲနဲ့လို့ငါသူတော်လေးကဆရာဖြစ်ရမှာလေငါသူတော်ကနတ်သားနတ်သားပါလို့ဒီလောက်အတွင်တွင် ပြောနေတာကို အယူကညိုညင်ဟန်နဲ့ဆိုတယ်ဒီတော့ဘာဆိုလဲရင်းနှစ်သူအတွက်ကောက်ရိုးတမြင်လို့စိတ်ရကြံတခုရပြီဟုတ်ဟုတ်ပါပြီနတ်သားလေးသူတော်ရဲ့ဟိုဟိုလေကျုပ်အကူမှာနတ်သားလေးပြောသလိုဒုက္ခကြုံနေရပါတယ်အဲ့ဒါနတ်သားလေးကများငါသူတော်လေးကကုတ်ပေးရမယ်ဆိုပါတော့အယူကနတ်သားလေးအခေါ်ခံရတာမို့ကျင်းတဲ့ပီတီဖြစ်နေတဲ့ပုံနဲ့ပြောတယ်ဟုတ်ဟုတ်ပါတယ်နတ်သားလေးရဲ့อืมဒီလောက်ကတော့ ်ဟိုးရပါတယ်ဘိုးတရားကိုနောက်မှအတိပေးမယ်ဟိုးဘိုးတရားဆိုတာကဩခတ်ပါပြီကောမောင်လူသားရဲ့ဘိုးတရားကဘိုးတရားငါသူတော်ကငါသူတော်ဒါပေမဲ့ငါသူတော်ကတော့နတားလေးရဲ့ပေါ့ဩဟုတ်ဟုတ်ကဲ့အယူစကားကြောင့်ဘာတော်မျက်စိလဲသွားရတယ်အယူကအင်းနင်ကငါသူတော်ကိုနတားလေးလို့ခေါ်တော့အဲငါသူတော်လေးကျင်းတဲ့ကွယ်ကဲကဲငါသူတော်လေးကူညီမယ်ဘာမှမပူနဲ့ ကျေကျေးဇူးတင်လိုက်တာဗျာရတယ်သွားကြမယ်အယူကပြောပြောဆဆိုပဲသူထိုင်နေရစီကအုံးလက်ခြောက်ကြီးကို သွားကောက်ယူလာတယ်ပြီးတော့တက်ခွာလိုက်ပြီးဟဲ့မောင်လူသားနင်းရှေးကသွားပြီတော့ဘာသောလေအကုန်မတက်တော့ဘူးဇရက်စီကနေလှမ်းထွက်လိုက်ပါတော့တယ်တနေ့ပိုင်းမရှိတရှိခကြီးကဘာသောအထင်ခဏအတွင်းမှာပဲပြန်ရောက်ခဲ့ရတယ်လို့ထင်မိတယ်အင်းစီကိုရောက်ပြီးအယူကဘာကြော်ကိုမြင်တော့အိုး ခွေးဝိညာဉ်သွင်းပြီးအသေးတိုက်လောက်ထားတာပဲ။ဗျာအယူစီကစကားကြောင့်ဘာသောအံအားတင့်သွားရတယ်။အယူကငါသူတော်လေးနင့်ကိုပြမယ်မျက်လုံးပိတ်ထား။အယူကပြောပြီးတော့ဘာသောရဲ့ဥကောင်းကိုသူ့လက်နဲ့အုပ်ကင်လို့မန္တန်တစ်ပုတ်ရွတ်တယ်။ရပြီဖြည်းဖြည်းချင်းဖြန့်ကြည့်လိုက်တော့ဘာသောမျက်လုံးကိုဖြန့်ပြီးဘိုးကျော်စီကိုကြည့်လိုက်တယ်။ဟာဘိုးကျော်ခန္ဓာကိုယ်စီမှာခွေးတစ်ကောင်ရှိနေတယ် သူ့ဝိညာဉ်ကတနည်းအားမှာချုပ်ခံထားရတာနေမယ်။အယူကပြောပြီးတော့အာယုံခံလိုက်တယ်။ဟဲ့လူသား၊နေတော့အိမ်နောက်ဘက်ကတရက်ပင်စီမှာသူ့ဝိညာဉ်ကိုချုပ်ထားတာရဲ့။နေအခုသွားကြည့်ရင်သူ့ကိုတွေးလိုက်မယ်။တရက်ကိုင်းငယ်ချိုးပြီးသူ့နမီကိုခေါ်လိုက်။ပြီးရင်တရက်ကိုင်းကိုဒီကိုယူလာခဲ့။သူ့နေနဲ့လိုက်လာလိုက်မယ်။ဟုတ်ဟုတ်ဘာသောချက်ချင်းပဲအိမ်နောက်တရက်ပင်စီကိုပြေးတယ်အဲ့ဒီအချိန်မှာအယူကတီလုံနေတဲ့ဘိုးကျော်ပတ်ဝန်းကျင်ကိုစီးမှန်လိုက်တယ် အကြောင်းကတစ်ဖက်ကလှောက်ထားသူဟာဝိညာဉ်ကိုဖယ်ပြီးခွေးဝိညာဉ်နဲ့အစာထုတ်လို့ခန္ဓာညှင်းဆဲထားတာအချိန်ကလည်းတစ်ပတ်လောက်ကြာပြီးတကယ်လို့သာကာယကရှင်ရဲ့ဝိညာဉ်ကိုမရှာသေးပဲခွေးဝိညာဉ်ကိုဖယ်ထုတ်လိုက်ရင်လူနာဟာတေဆုံးခြင်းကိုဆောက်ရောက်ပေးမယ်အဲဒီအတွက်ကြောင့်ဝိညာဉ်ကိုအရင်ရှာပြီးပြန်မရောက်ခင်တစ်ဖက်ကပြုထားသူကခွေးဝိညာဉ်ကိုနှုတ်လိုက်မှာဆိုလို့အယူကစီးကိုတားတာရဲ့ရပြီရပါပြီနတ်သားလေးသူတော် ဘားဇော်ကတရက်ကိုင်းကိုအယူစီပေးလိုက်တယ်။အယူကတရက်ကိုင်းကိုယူလိုက်ပြီးသူ့အိတ်ထဲကစာရွက်တရက်ကိုထုတ်ယူပြီးပြာချလို့ဘိုးကျော်စီကိုပတ်လိုက်တယ်။ဘိုးကျော်ဘိုင်းကလေးလဲကျသွားချိန်မှာတော့အယူကချက်ချင်းပဲလက်ထဲကတရက်ကိုင်းနဲ့လှမ်းရိုက်ချလိုက်တော့တယ်။အဲ့ဒီအခါမှာတော့ဘိုးကျော်တယောက်လူလူလွန်းလွန်းဖြစ်လာပါတော့တယ်။တပတ်ခန့်အကြာဘိုးကျော်တယောက်ထူထူထောင်ထောင်ဖြစ်ခဲ့ပါပြီ။ဒီအခါမှာတော့ဘိုးကျော်ဟာသူ့အပေါ်အထင်လွဲနေတာတွေအတွက်ရှင်းပြပြောပြလာတယ်။ ငါမတက်ပါဘူးကွာအဲ့ဒီနေ့ကငါတက်ဖို့ကြံရင်အဲ့ဒီလူကိုလိုက်ချတာတော့တကယ်ပါဒါပေမဲ့ငါသူ့ကိုမတွေ့ခဲ့ရဘူးဒါနဲ့ငါအိမ်ကိုပဲပြန်ခဲ့တာပါတော်သေးတာပေါ့ဘိုးကျော်ရာမင်းကငါအတွက်နဲ့လူတက်ဖို့ကြံစီတယ်ငါမင်းကိုအရင်ကရန်လိုမိခဲ့တာတွေအတွက်ငါနောင်ထားရမိပါတယ်ဟိုးဘားတော်ရာမင်းကတော့ဘာထုလဲငါအတွက်ရွာစင်ထည့်ပြီးဆရာရှာပေးခဲ့တယ်မဟုတ်လားမင်းသားဆရာသူတော်ကိုရှာမတွေ့လာရင် ငါဆိုတာဒီနေ့အထီတောင်ရှိခွင့်ရမှာမဟုတ်ဘူးတဝမ်းတည်းကအတူထွက်လာပြီးတသက်လုံးမတည့်ခဲ့တဲ့ညီကိုနှစ်ယောက်အရေးကြီးတော့သွေးနေပြီးတင်းမြတ်သွားခဲ့ပါပြီဆရာသူတော့မဟုတ်ပါဘူးကွာနတ်သားလေးသူတော့ပါအင်းကွာငါလည်းသူတော့ကို မြင်ဘူးချင်လိုက်တာမင်းကဆက်ပြီးတတိလစ်နေတာတရက်နဲ့တမနဲ့လေသူတော်ကတော့မင်းကိုကူးတာပေးပြီးတာနဲ့အားလုံးကိုနှုတ်ဆက်ပြီးအော်ဟစ်ခုံပေါက်လို့ပြေးထွက်သွားတာပဲကံမကုန်ရင်တော့မင်းပြန်မြင်ခွင့်ရမှာပါ อืมညီကိုနှစ်ယောက်ခဏတာစကားသံတွေတိတ်သွားချတယ်အတန်ကြာတော့ဘာဆိုကဘိုးကျော်ဟေးငါတခုမေးမလို့အေးမေးလေကွာမင်းအေးမှုကိုချစ်သေးသလားလို့ဩဒီခွေးမှာသာဘာဆိုရဲ့အမေဘိုးကျော်ရဲ့အဖေအားလုံးရဲ့အဆုံးမှာတော့ဘိုးကျော်ရဲ့ဆဲဆိုတန်းကကြဲကြဲလောင်လောင်ဘာဆိုကတော့အကိုဖြစ်သူကိုကြည်စားပြီးစင်းပြေသွားတယ်ဘိုးကျော်ကတော့ရေမောရင်ကြံရစ်လေရဲ့ဘာပဲဖြစ်ဖြစ် တူတုံတဲ့အချင်းတစ်ခုတည်းနဲ့မွေးဖွားလာခဲ့ပြီးထူးထူးခြားခြားမျက်နှာချင်းဆိုင်မရအောင် နေခဲ့ကြတဲ့ညီအကိုနှစ်ယောက်အခုတော့ချစ်ခင်မှုကသူ့မတူလင်းဖြစ်သူအတွက် သူတတ်တဲ့ပညာကိုအသုံးပြုပြီးမဆူဆံပဲထင်ရဆိုင်တဲ့အေးမှုကတော့ဒရင်အစာနာကိုဆုံဆုံမြုပ်လို့နေပါတော့တယ်ဒီလိုပါပဲတဖက်မှာလည်းအေးမှုယောက်ျားသေဆုံးမှုရဲ့တရက်ခန့်အစ်စ်ဟာလည်းထူးထူးခြားခြားကိုတေသူနဲ့ညီအကိုရင်းတယောက်ဖြစ်ပြီးအမွေကိစ္စကြောင့်ညီအကိုချင်းကို ကိစ္စတုံးလက်ဆာဖျောက်ခဲ့တာလို့သိခဲ့ရပါတယ်။ဒီတရခန့်အစ်စ်ကိုတော့အေးမှုတယောက်ဘလို့တုတ်ပြန်တယ်ဆိုတာမသိရပေမဲ့ဘိုးကျော်ဘားစော်တို့ကတော့အေးမှုရဲ့အထင်မှားမှု အယူသူတော်ရဲ့ကူတာပေးမှုတို့နဲ့အတူအစိုးရကအကောင်အဖြစ်ရေအကိုချင်းတင်းမြတ်ခဲ့ကြရပါပြီ။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးသူနောင်ရိုးစစ်တပ်ရေးသားထားတဲ့အယူသူတော်နဲ့ဘိုးကျော်နဲ့ဘားစော်ဆိုတဲ့ဇလန်းကောင်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာ။ လားလေးကိုပြီးဆုံးအောင်နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။စီစဉ်တင်ဆက်သူကတော့ကျွန်တော်ကျော်ထက်ပဲဖြစ်ပါတယ်ခင်ဗျာ။